ကတော့ជីတွဲမြန်မာစာပေါ့မြန်မာမြန်မာစာကမလုံပီမိုနင်းရေးခဲ့တယ်မလုံမစာဝတ္ထုတို့ပြပြပါမှာဖြစ်ပါတယ်အခုကတော့ပီမိုနင်းရဲ့အကြောင်းကိုပြပြပါမယ်ကိုလိုနီကကမလုံမစာဝတ္ထုတို့ဒီပီမိုနင်းဝတ္ထုတို့တပုတ်ဖြစ်တယ်ဆရာပီမိုနင်းကို1883ခုနှစ်နိုဝင်ဘာလ9ရက် မုန်းနှင်းများလွန်စွာကြာဆင်းချိန်၌မူပါသောကြောင့်ငယ်နမီမှာမောင်မုန်းနှင်းဖြစ်သည်ဇာတာအမည်မှာမောင်ကျော်ညွတ်ဖြစ်သည်အင်္ဂလိပ်ကျောင်းကအမည်မှာ Felix မှာ P ကိုအဖျားဆို၍ငယ်မီမုန်းနှင်းနှင့်ပေါင်းဆက်က P မုန်းနှင်းဟူသောကလောင်မီကိုခံယူခဲ့သည်1893ခုနှစ်တွင်30မြို့ RCN ကျောင်း၌ပညာသင်ကြားခဲ့သည်1896ခုနှစ်တွင်မော်လမြိုင်မြို့ရှိ Seminary ကျောင်းတွင်ဆက်လက်၍ပညာသင်ခဲ့သည်1899ခုနှစ်တွင်လက်တင်ဘာသာကိုကောင်းစွာတက်မြောက်ပြီးဖြစ်၍ပလော့ပီနန်မြို့ရှိ General College of ပင်တိပြီး Paris မြို့တော်မှခွဲထားသောတိပ္ပံကျောင်းတွင်ဆက်လက်ပညာသင်ကြားခဲ့သည်ထိုကျောင်းတွင် Logics နှင့် Logic Logic ဟု၍ပညာအမျိုးမျိုးကိုသင်ကြားခဲ့သည်1902ခုနှစ်တွင်မြန်မာပြည်သို့ပြန်ရောက်ပြီး RCN ကျောင်းတွင်ဆရာလုပ်ခဲ့သည်ဒူရီယာဒရင်စာတိုက်ပညာအလင်းဒရင်စာတိုက်တို့တွင်ဝင်ရောက်လုပ်ကင်ခဲ့သည်ပီမွန်နင်းသည်စာဆောင်ရေးရတူဖြစ်သည်ဗန်ဒူလာဂျာနယ်တွင်ကပ္ပမင်တန်အခန်းကိုအခန်းဆက်ကို၎င်းပညာအလင်းတရင်စာ၌ပစံကြီးအမည်ဖြင့်စောင်းမများကို၎င်းမြမအလင်းတရင်စာ၌လေပွေအမည်ဖြင့် ခရလေးပါပုံဒီကန်းတစ်ခုကို၎င်း knowledge magazine တွင် editor လုပ်ခဲ့ပြီးဥလီဝေအမည်ဖြင့်အင်္ဂလိပ်စာမောင်များကို၎င်းကဘာအလင်းချမ်းတွင်လူမင်းအမည်ဖြင့်၎င်းနေရီရီပွဲစားကြီးတာဖာနှင့်ညမြစသောဝတ္ထုရည်ကြီးများလောကီကျမ်းများဝတ္ထုတို့များကို၎င်းရေးခဲ့ပြီး1919ခုနှစ်ကရိုက်ကူးခဲ့သောပထမဆုံးမြန်မာရုပ်ရှင်မြစ်တာနှင့်တူရာဤ ပထမဆုံးဇညုံကိုလည်းရေးခဲ့သည်1940ပြည့်နှစ်ဇန်နဝါရီလ6ရက်နေ့တွင်ကော်လန်နေဆိုင်ရခဲ့မလုံမစာဝတ္ထုတို့သည်မိမိလုံတော့အလုံးနှင့်ထိုက်တန်သည့်အစာကိုမှစားရမည်အကြောင်းနှင့်တပည့်တန်လုံပြီးငါးပြားတန်မစားရန်တမှုတန်လုံရမှတပည့်တန်စားရမည်ဆိုသည့်အကြောင်းကိုပညာပေးယူဖွဲ့ထားသည်မလုံမစားဥရှိတာသည်ခေါင်းသုံးလုံးကိုဆင့်ကပက်လက်မီပက်လက်မီလျောင်းလျက် ခြေတလုံးကိုနှဲ့၍နေသည့်တူဒီတော်တာဖြစ်သောမောင်ရင်ကိုကြည်ကမချိတော်အမှုရာနှင့်ယင်ဝါတို့ဆုတက်၍လာသောအလုံးကြီးတလုံးကိုမြုံ၏ချလိုက်လေ၏မကောင်းသောကံကြမ္မာ၏အချိုးပိပုံတို့သည် အဆုံအဆုံအပြိုင်အပြိုင်ဓာတက်သည်ဖူတော်စကား၏ဟုတ်မှန်ကြောင်းကိုစဉ်းစားရင်တူဒီတော်တာကလေးအတွက်မတက်မတာဖြစ်၍နေရှာလေ၏ဥရတမှာကျွဲဝချမ်းသာသူဖြစ်ခဲ့ပြီးနောက်ယခုကဲ့သို့ လက်မဲ့အခြေအနေ၌မကျဲမမာဖြစ်၍နေလျာမိမိအတွက်မဘူးလူပြိုပေါက်ဖြစ်သောတာကလေးအတွက်သာပူပူလီနေတယ်မိမိမှာကတနေ့တခြားတမုတ်တရားတို့စီးတော့တတုံးဒီရေကြောတွင် ခုကံခြင်းမပြုနိုင်ပဲလိုက်ပါရသည့်အလားဝေဒနာတီးဟုသောအစုံရေကြော၌မရဏပင်လည်းကြီးပတ်တို့တရေရေမျိုးပါခဲ့ဒီမှာခရံအစုံတို့ရောက်ရပြီတီပေတော့မီနေလာညာလာ တည်ခြင်းသည်ဟူသောတမုတ်တရားဤရင်ွယ်သို့ဖျားရတော့မည်ဟူသောအတ္တိဤဖီစီခြင်းအောင် မလွန့်တာမဆန့်တာလမ်းဆုံးကိုညှုံနေညှော်လျက်တာနေရရှာလေတော့တည်းရှေးဥပဓမ္မလူလိန်ခံရဤ၎င်းသောအာမခံကြွေတွေကိုဆက်ရဤထို့နောက်ဓမ္မအတိုက်ခံရဤထို့နောက်လေယာခြံရဤအင်ချေရခြေမကြံအောင်ဤရှင်ချစ်တိများဤ မောင်းတံကိုကြားခဲ့ရ၏ထို့နောက်ဇနီးတဲ့တော်ပြူမှာဥစ္စာပြက်ပြုံးလူလုံးမလတောကပြပါမိလောင်စာကြောင့်မမမကြမ်းဖြစ်ကမရဏလန်းတို့စောလင်စွာရောက်ခဲ့၏မိမိ၏အလဲဒီကမိမိ၏အလဲဒီကတနေ့တခြားမြည်လာကြောင်းတရားလျက်အကောစီယာမြတ်တိဆွေမျိုးကောင်းလည်းမရှိ ပစ္စည်းအမွေလည်းရတော်မူမဟုတ်တော့ဒါအတွက် ရတက်မီလောင်၍လာနေရှာလေတော့သည်တေတာကအေးမကြီးလှုပ်ခဲ့တန်းခဲ့ပြုခဲ့တမန်တော်ကုတုကောင်းမှုတို့ကိုစင်ကြယ်ကမကောင်းမှုတို့ရဲ့ကြည့်ရတဲ့သုံးတရားမြကြီးကြီးကျယ်ကျယ်မလုပ်ခဲ့ခြင်းကြောင့်သိချင်းကိုမကြောက်လာပြီးမိမိမျက်စိနှစ်ဖိတ်နှစ်ဖက်ကိုနှိပ်လိုက်တော့အကအီတာလီတရားတဲ့ဤကဘာပေါ်၌ခိုကိုရမဲ့ညံ့နာမြေစာငြိရခဲ့ရမည်ကိုတာတေးရေးထင်လျက်မတက်မ ကြံကြံတန်တန်လို့ရွေးလဲမစားနိုင် စာရေးစာချီအစိုးရအရာရှိလာအောင်လဲပညာကိုမတင်ခဲ့ရပစ္စည်းဥစ္စာကိုအာကိုကအင်္ဂလိပ်စာမြန်မာစာကိုရေးတက်ဖတ်တက်ရုံကလေးမြတ်ခဲ့မိလိမ့်ဤပညာကိုကိုဒန်စေဒန် IE BA အောင်တော်လဲအဘယ်လကစားမှ လုပ်ရမလို့မြေပြိုမှဆင်းရဲဖို့ရှိတည်ဘူးတော့စိတ်ကြောင်တကြောင် ပညာတွေကိုထိုးမြလောက်တင်တော့လေပညာဤအကျိုးကိုစဉ်းစားရှာကြံ၍မြားတော့ကြောင့်တကြောင်တေစာရှင်စာနှင့်အတွက်အချက်ကလေးကိုတည်လင်တော်ပြီဟုသောအနေနဲ့ပေါ်ရမိခဲ့သည်ဟုတ်ကဲ့တော့ပေါ်ရစေရင်အပြစ်တခုမှလည်းအချားမဟုတ်တကြီးသားမောင်ပါတိုက်ခေါ်သူကလေးမှဘီအောင်ပြင်းနောက်ချောင်းဆိုးတွေးပါဖြစ်၍တေဆုံးသွားသည်ကိုတွေ့ရဘူးတစ်ဖြစ်ဖြင့်ထိုလ တင်ပညာတင်ခြင်းသည်မသေးခင်ဝစင်ရဲခံရခြင်းပဲမတော်တဆတခုခုဖြစ်ရပျက်စီးသွားလေခင်ရသောဒုက္ခသည်အပေါ်ဖြစ်ချင်မည်ဟုအောင်းမေကာသူဦးတည်သောတာကလေးအပေါ်နာအကျဉ်းလာလူခဲ့ချစ်ချောင်ဖြစ်လေတယ်ယခုမှာကမကြံတက်အောင်ရှိနေတဲ့ပြင်ငါတာကလေးအာပညာတင်မပေးခဲ့ဒီမှာတက်တက်စင်မှားချီပြီးဟုစင်ကြေကလူကျိုးမရဖြစ်ရနေလေတို့ကြည့်၍နေရာမှာ ။တစုံတရာကိုစဉ်းစားမိသဖြင့်မျက်နှာမှာလင်းရလာလိမ့်၏။ငါသားသည်မိဘဇကားကို အမြင်နားထောင်သောသားဖြစ်သည်။ဂရိတီချင်းဇကားမှန်ချင်းတစ္ဆာဆောင်ချင်းများနာအထုတက်ဖြင့်ပုံတက်တည်နှင့်တင်ပြခဲ့တော့ကြဤအရာများ၌စိတ်ချရ၏။ဂရိတခုကိုထားလင်ဂရိဖြတ်မည်မဟုတ်ပေဟုစဉ်းစားမိလိမ့်၏။လူကလေးဘာလဲဖြစ်ဖြစ် ဖဖေတို့ကြကြမနေရတော့ဘူးဖဖေသားမှာပစ္စည်းအမွေလည်းမရအားကိုးရလည်းမရှိလောကမှာစင်းရဲဒုက္ခလောကမှာကြကြစင်းရဲဒုက္ခဖြစ်ပြီးအောက်ကြနောက်ကြနေရမှာဖြစ်ရင်တရတာကပူပြီးမျက်လိမ်ကြီးဟုဖဖေသဘောရတယ်တင်ဝင်ရလားနောက်ကြပဲဖဖေရဲ့မစင်းရဲပါဘူးတဝမ်းတခါပဲဖဖေသားစိတ်ကောင်းကောင်းထားပါကျွန်တော်တို့မပူပါနဲ့ဖဖေရဲ့ဖဖေသားကအကြံလဲမတက်အမှုလဲနားမလဲ ဖေဖေဘက်နဲ့စိတ်ချရီးတွားနိုင်မှာလေလူကလေးရဲ့ဖေဖေတော့ဂရိတစ်ခုထားစီကျင်တာပဲဘလို့ဘလို့ဂတိလဲဖေဖေကျွန်တော်ထားဝင်ပါတယ်ဖေဖေယုံလဲဖေဖေတာဂရိတည်မယ်ဆိုတော့ဖေဖေစိတ်ချလို့ပြောတာပဲပြောတာပြောတာဖေဖေဒီလိုကွဲ့လူကလေးရဲ့လူမှန်တမျှမှာအလုတ်လို့ရတယ်လူမှန်တမျှကိုစီကိုင့ဆိုင်ရဆိုင်ရအလုတ်တောင်ရှိကြရတယ် ရောင်းသူရှိလို့ဝယ်သူတွေမှာပစ္စည်းအတုံးဆောင်များကိုရတာရောင်းသူမရှိရင်ရွှေတွေငွေတွေဘလောက်ပင်ရှိစေကောင်ရွှေငွေကိုဝတ်လည်းမဝတ်နိုင်စားလည်းမစားနိုင်ဘူးလေဓမ္မဟာလည်းကုံတယ်ကို အကူရတယ်ကုံတယ်ဟာလည်းလေဓမ္မရှိလို့ဖြစ်တာပဲဒီအတွက်လူမှန်တမျှအလုတ်ကိုစီးနဲ့တူအချိုးကိုတူဆောင်ကြရတာပဲမှတ်မှရဖြစ်ဖြစ်ဒီအကြောင်းကိုမကြမကြပြောဘူးသားပဲအေးဖြစ်ဖြစ်ဒါမှမမြင်ဖြစ်ဖြစ်ဝမ်းတာလေ ခုဖေဖေပြောလိုတာကဖေဖေဒါလူကြီးမှာစံကုန်ကြီးလေးဖြစ်မှာစို့လို့ပြောတာဒီလိုအပြောခံရရင်ဖေဖေတင်ကြိုင်းတန်းကနေပြီးကြားလိမ့်ကြားရင်ငရဲခံရတာတက်စို့လိမ့်မယ်ဒီအတွက်လူကလေးလောကမှာအလောက်တစ်ခုကိုမလောက်ရတမျှသမင်းကိုအလကားရတာမစားပါဘူးဆိုတဲ့ဂတိကိုထားစေခြင်းလဲတားဖြစ်သူဒီဖခင်အားနှလုံးကြည့်လျက်အကြည့်ဒီလိုဖြင့်ကျွန်တော်အလုံးမရှိခြင်းအငတ်ခံတရားမှာပေါ့တေရာက တာပြီးမကောင်းဘူးတော့မင်းမင်းလေးတေးပြီးဒီလေးတော့ရမယ်တေးရတာဘာဝင်လေးတလဲစင်ရင်ချင်းနဲ့မှ လူကိုကဲတဲ့တရားဟာတင်းနေမယ်တငယ်ကြီးစဉ်းစားရနေလေဤဟုတ်တယ်ဘေဘေကျွန်တော်ကတိထားပါတယ်အေးမိမိလောက်တဲ့အလုံးကိုထိုက်တန်တဲ့အစာကိုမှစားပါစားပါမယ်တပည့်တန်လုတ်ပြီးငါးပြတန်မစားပါတမှုတန်လုတ်ရမှတပည့်တန်စားပါမည်ဆိုတဲ့ဂတိကိုထားနိုင်ရဲ့ထားပါလေဖ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 ေတီလင်းတေချင်း လူကလေးဘောင်းစုတခုခုကိုလောက်ရလေမလောက်ရလေထမင်းမစအဝိအစားအဝိထက် အလုတ်ကိုပိုစီပါမည်ဆိုတဲ့ဂတိတတလုံးဆောင်ထင်းပါမည်ဆိုတဲ့ဂတိကိုထားမလားထားပါလေခုပြီစိတ်ကြပါအလုံးနဲ့မတန်တော့အစာကိုကျွန်တော်ဒီတတက်မှာမစားပါဘူးအလုံးမလောက်ရလေအငတ်ခံသေးပါမယ်ကောင်းပြီလူကလေးဖေဖေစိတ်ချရပြီစိတ်အေးပြီခုပြောပြီမျိုးလုံးများကိုနှိမ့်တယ်လို့နေရာမှာမထားပဲနေလေတော့ဒီ မောင်ရမှာပစ္စည်းဟူပြီးပစုံတရာမရှိတဲ့ဖြစ်အလောင်းကိုပင်အရက်ကတကြိုလိုက်ရလိမ့်ဦးဥရောကောင်းကြီးပါလူတွေမကောင်းလို့အခုလိုဆင်းရဲဒုက္ခဖြစ်ပြီးအနစ်ဆာရောက်ရတာပဲစတဲ့ဖြင့်အတိဟူသမ ्या ကစုတ်တက်ကဝမ်းနဲ့စကားပြောကြလိမ့်ဦးမတအချပြီးနောက်တကြီးမောင်ရင်ကိုအိမ်တို့ခေါ်ရထားလိမ့်ဦးအငယ်ပါနဲ့ကွယ်မင်းပြပြကဘာကြီးနဲ့ငငယ်ကလေးကလည်းလေဘဖတ်ပြီးတာလေမင်းလေဘဖတ်ကြည့်တာကွယ် ိုအိမ်ကိုသဘောထားစာရင်ရှာဖွေစာဘာကြီးလို့မှတာသမီမရှိဘူးကွဒီအတွက်တကယ်ချင်းသားလည်းဖြစ်တာမို့ခင်ရတာပဲမင်းအလောက်အကအနေအထားမကြတိကြိုက်မှာဗာကြီးတို့စီမှာနေသေးတာပေါ့ကြံချင်းဖန်ချင်းရင်ပြောကွက်စတဲ့ပြင်တကြီးကပြောဆိုအပိလိဤမောင်ရင်ဒီမာနရှိသူဖြစ်တို့ဖြစ်လေရမိတုထံမာမတ် ငွေကြေးအထောက်ပံ့ကိုပြောပို့ကြံစီသူမဟုတ်ချေတကြီးအိမ်တို့ရောက်တော်လဲထမင်းမစားပဲနေလေဤတကြီးနဲ့အိမ်သားများဒီကဖခင်ဤစိတ်ကြမစားနိုင်မတောက်နိုင်ဖြစ်နေရှာရခင်ပါလေ။တာမန်သားသမီးဟာမိဘအတွက်ဒလအပူကြီးလက်မရှိဘူး။ဒီတငယ်ဟာမိဘကိုတကယ်ချစ်တဲ့တငယ်ပဲ။ကြော်ပါလေတဲ့။စိတ်တော်ကောင်းရပါပြီဟုပြောကြလေ မောင်ရမကမိမိ၏ဂတိအတာ အလုံးမရအလုံးမလုံးရသည့်အတွက်မစားဘဲနေခြင်းဖြစ်လေ၏။ဘာကိုလုံးရမလဲဟု၏ကြံရက်ရှိလေ၏။ရှာကြံတော်လဲအလုံးမတွေ့ပေထိုကဲ့သို့မစားမတောက်ပဲတုံးရကြာ၍တောတော့အခါအရက်ထက်၌၎င်းအကြောင်းကိုပြည့်စုံမှပြုလေ၏။မောင်ရင်ကလေးတည်းစိုးရင်ရတယ်သူ့အဖေတေလို့ဒကြီးအိမ်မှာအစာတော်မစားဘူးတဲ့အစာငတ်ခံပြီးတင်မှဆိုးရတယ်စတဲ့ဖင်ပြောစားပြကြတယ်လို့ဤ တနာသူကျင်နာသူတွေးကျင်ပေးကျင်သူတွေလဲသူထက်ငါဒါရောက်ကမောင်းရင်အားတရားချကြလေမောင်ဘာဘာစမလဲအလိုရှိတာပြောပတ်စံကျင်းဝင်အတွက်ဘူတလာနာရီစာရီအတွက်ဘူတလာဒီအိမ်မှာမပြောလို့လားမပြောရင် အတော်တို့အိမ်ကိုလားဦးလေးတို့အိမ်အကျဲကြီးအကြီးတို့အိမ်မှာအကြီးတမီမဲစိန်နဲ့အကြီးနေရထဲရဲ့မောင်တက်တက်စားတုံးလို့မကုန်ပါဘူးစတဲ့ပြေခေါ်ကြလေဤလေးရမြောက်တော့အကား မွတ်တိတ်စားတော်ခြင်းနဲ့အတော်ပြင်းထန်ရလာလေ။တကကတကြီးကတော်ကလည်းစားခြင်းစပွဲတွေကို ချက်ပြုတ်ကြော်တော်ကမောင်ရင်တရေကြလောက်အောင်မျောတိုက်လို့မစားသူမျိုးကျွေးလို့တော့စိတ်စေတနာအထူးထက်တန်ရနေလေ။တနာသူများအထက်တွင်ပါဝင်သူတယောက်တည်းကတကြီးကတော်ဤသူမအရင်ဖြစ်ဖြစ်သူမြေပါရှင်တစ်ထိဥဆန်ကျော်သူမျိုးလုံးခေါ်သည့်မိန်းကလေးဖြစ်ရာမောင်ရင်ကိုအဘယ်ပုံကြံ၍အစာစားအောင်လုပ်ရပါမည်ဟုသော အကျန်းနဲ့တကြီးအိမ်တို့လာရောက်ပြီးလေမိဖို့ကြမ်းလိုက်၊ကုညီလောက်ကာရင်းနေလေဤဒုနေရတနားရမှာချစ်မြတ်တာတတ်ဝင်လျက်အတော်ပင်စိုးရင်စားပြုလေဤမဲလုံးကြီးဝန်းနေတော့နှလုံးများနဲ့မောင်ရင်ကိုအတာကြည့်လေစဉ်းစားတလုံးနေလေဤတို့ရမှာအပါတို့အရေးဆုံးကကပ်၍လာပြီးစိတ်ဆိုးဟန်အပြစ်တင်ဟန်ဂယုနာဒေါဒဟန်နဲ့ရှင်ဘာလို့မစားတာလဲရှင်ဒေလုံးနေတေးလိမ့်မယ်မိဘကာတာတက္ကမိတင် ဂန်းတာပါရှင့်လို့လူတခါမှမတွေ့ဘူးဒီဒါစားချင်တယ်လည်းပြောပါကြက်ရကိုကျမသဘောကြအောင်ချက်ပြီးမှစတဲ့ဖြင့်ပြောတော်လဲမောင်ရင်ဒီစကားပြန်ရင်သူတို့ထင်တယ်လို့ပြအောင်လုံးမတော်မြီးခုစဉ်းစားကဝမ်းနဲ့ပူပြင်းတော့အမွေရာနေညီးပြီးမလုံးမတိဘူးနော်ဒီအဖေလိုအဖေမျိုးလောကမှာရှင့်လို့မဖြစ်ပါဘူးဒီအပူဟာဒီတက်မှာဖြင့်အေးမယ်မဖြစ်ပါဘူးဖြေပြောက်လို့မရဘူး တွေ့တွေ့လေကောင်းတဲ့မြတ်ကျေးဇူးတွေကိုဒရိယလေးပဲစတဲ့ဖင်ပြောလေသို့တော်လေဝမ်းထဲ၌ကကျုပ်ကျုပ်နဲ့မချိတရီစာရလာလေဤမိဖို့မှာအနံ့ရတိုင်းတရေကြဤငါစားရအောင်ဗာမြလောက်ရပါမလဲစတဲ့ဖင်စိတ်ကူးလေရအိရှိဇာဝင်အိုကြီး၌ခြေများခန်းချောင်းခြေများချောင်းနေဒီကိုတွေ့ရတယ်ဟင်အလောက်ဆိုတာလောက်ချင်အရွယ်ကလေးပါလားဘုဒ္ဓကိုတောင်းနေရအောင်မလဲ တန်တန်လုံရင်ပြီးရတယ်အလုတ်ဆိုတာရှောက်တောင်းရမှာအလုတ်ဖြစ်တာမဟုတ်ပါခလားငါဘာမစိုးလုံရင်အလုတ်ပါလေငါလုတ်တဲ့အတွက်တဦးတယောက်မှာအကျိုးရှိရင်ပြီးတာဒီအိုးကြီးတဲ့မှာရေထက်အင်ချစ်မှာ6အင်ရှိမှာ6နေတဲ့အင်ရှိမှာ6နေရဲ့စပယ်ပင်နှင်းစီဝင်နေပုံရေလာအပွင့်ပွင့်လေးငွေတောင်ချစ်နိုင်သေးတာပဲအလုတ်ဆိုတာမခိုင်းမလုတ်ဘူးကြော်မဖြစ်ဘူးသူ့အခါလိုချင်လို့သူ့ထံမှာအစေခံအလုပ်ကိုတောင်းပြီးလုံးမှာကြော်ဖြစ်တာ အောက်ကြဒီရာဝင်အိုးပြည့်ဝင်ငါထမင်းတက်နဲ့တော့စားထိုင်မှာပဲဟုအောက်မေကမဲလုံးနဲ့စကားပြောရမှာရုတ်တရက်ထသွားရဲ့ချင်းအိမ်ကရေးထမ်းသောတံပုံးနဲ့ထံပိုငားပြီးအစာမရှိတဲ့ဖြင့်ခါချင်းလျက်နဲ့ပင်စိတ်ကိုဆောင်ကခြောင်းလေးတို့ဆင်းရဲသွားလျက်မဲလုံးနဲ့မြင်သမျှအားလုံးတို့အံ့ဩနေကြရည်ပြီးမဲလုံးကကွန်မောင်ရင်ရှင်သမီးလည်းမစားဘဲနဲ့ဘာလို့မလို့လဲရေထမ်းမလို့လားဘသူကခိုင်းလို့ရော ရှင်ဒုက္ခဖြစ်လိမ့်မယ်လို့စကားဖြင့်ပြောဆိုကာတံပုံးကိုလိုက်ရဲဆဲလိုက်အတဏီမလုံးတစ်ပြည့်အတွက်ပူနေတဲ့စိတ်ကိုအလုံးနဲ့ဖြောင်းမှရမှာဒီအတွက်ရေထမ်းမလို့တင်ရင်လဲအေးတာပဲတစ်ပြည့်နောက်လိုက်ရုံပေါ့မလုံးတာပြန်မှာအလုတ်လုတ်ပြရစီကျုပ်ကိုတနာရင်အလုတ်လုတ်ကိုအခွင့်ပေးပါဟုပြောပြီးသွားလိမ့်တားရီမရတဲ့ဖြင့်အခွင့်ပေးရတော့မယ်လို့မှတနာ ကျင်နာရာမှမောင်ရင်ဤကြီးရင်သောစိတ်ကိုကြည်ညိုမိပြီးအချင်းမိထောင်ရဲ့မျက်ရည်ကလေးတလဲလဲနဲ့အိမ်ကိုပြန်ဝင်လာပြီးအိမ်ပေါ်၌တိုင်ကိုမိကမောင်ရင်ကိုစောင့်မြော်ရင်းနေရလိမ့်ဤမောင်ရင်ဒီရီထန်းနှင့်ရောက်ရလာရာဝင်အိုတဲ့သူရေကိုလောင်းလေဤလောင်းပြီးမောဟိုက်လျက်မျိုးပေါ်တွင်ဖြန့်တိုင်လေဤမဲမဲလုံးဒီတကြီးအတွက်ကြိုးစားသောညို့အိုးမှာညို့တစ်ခါကိုခွက်ရလာပြီး ကုမာရီရဲ့ရှင့်အတွက်ဒုက္ခများလိုက်တာရှင်တစ်ခုခုဖြင့်ကျမဟုတ်ရှိုက်တန်ကလေးနဲ့ပြောပြီးကျင်နာတော့မျိုးလုံးများနဲ့နှုတ်ကိုပေးရမောင်ရည်လေးစိတ်မပါဟန်နဲ့ယူပြီးတောက်လေထိုအခါအငဲငယ်အားရှိရလာတဲ့ဖြင့်မေလုံးသားတော်လည်းမရတဖန်တန်ဖုံးနဲ့ချောင်းတို့တွားလေမကြမီရေတထန်းနဲ့ပြန်လာလေမတ်လုံးကနှုတ်တစ်ဖက်ကိုစီး၍တိုက်လေဤတော်တော်မတ်လုံးမတည်နိုင်တော့ပါဘူးအခုမှပုံနေတဲ့စိတ်ကလေး အေးဘာအလုတ်အလုတ်ဟာဆေးယောဂအတွက်အကောင်ဆုံးရှိပဲမျက်လုံးတနာရေမသားပါနဲ့ဟုပြောပြီးရောင်ဝင်အုပ်ဖြည့်တီတိုင်အောင်ရေကိုဖက်လျာတကြီးနဲ့တကြီးကတော့မြို့မပြန်လာတော့အခါမျက်လုံးကအဖြစ်အပျက်ကိုပြော၍ပြလေ၏မောင်ရင်ကိုအံ့ဩကျင်လာတော့ရက်ရက်တူရွာသားတို့ကလည်းဝိုင်းရေပြောကြလေထိုနေ့မှစ၍မောင်ရင်ဒီဖခင်အတော့ပူလောင်သောစိတ်အလုံးနဲ့ဖြည့်ကြည့်ဟုပြောကရေထက်ရေတဲခြင်းထင်းပေါက်ခြင်း မှာဆက်၍အင်ရှိသည်များအလုပ်တွေကိုတင်းကျုံ၍လုပ်လေ၏။ထမင်းကိုလည်းအညိုးနှင့်ကြည်အောင် စားလေ၏။၎င်း၏ဝရိယ၎င်း၏စိတ်နေသဘောထားပုံကိုသဘောကျ၍ဒီမလေးနှင့်နေရာချခြင်းတို့ဒကြီးကတော်ကလည်းမောင်ရင်စားလေညင်ကောင်းကြွေးကတွေကိုချက်အားချက်အားရှိလေဖြစ်လျက်မိဖို့မှာတရှဲရှဲကြော်ချက်လေ၏။ တကြီးနဲ့တကြီးကတော်မှအဖိုးတန်သူတာကလေးတယောက်ကိုရတာပဲဟုစိတ်ကပြောကြလေ။မှုရတော်မျက်နှာလိုဖြစ်၍နေကြပြီးနောက်မဲလောဤမိဘများနဲ့တိုင်ပင်ကြလေ။မောင်ရင်ကိုတကြီးနဲ့တကြီးကတော်တို့ကကိတ်တိမတာအဖြစ်နဲ့မဲလောဤမိဘများအားပြောဆိုကမဲလုံနဲ့မောင်ရင်နှမမောင်မဲလုံနဲ့မောင်လည်းနှမလည်းတိတ်စားရင်စီမံကြလေ။ထိုအခါကျမှ မောင်ရင်ဒီကွယ်လွန်သူကျေးဇူးရှင်ဖခင်ကြီးဒီငါအာမစင်ရဲနိုင်သောဂတိတ္တစာကိုအထာခံသွားချင်းပေတကားဟုစဉ်းစားကာကျေးဇူးတင်လျက်တနည်းတစ်ကြိမ်ဖခင်ကြီးတေဆုံးနေ့တွင်တန်ငါတော်တို့အာစွန့်ကြွေလှူဒါန်းပါလိမ့်ဒီဝထုတို့လည်းရတော့ဒါပါပဲ20ရာမ20ရာစုပြီးမွန်းနင်းကရေးတာခဲ့ပါတယ်